မင်္ဂလာပါပိုလန်ကွဲစာမျက်နှာမှကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြပေးမယ့်သင်ခန်းစာကတော့ပိုအိုဒရသွဲဘီသွဲအတန်သွဲအကြောင်းကိုဒီနေ့ကျွန်တော်တင်ပြပေးသွားပါမယ်ဒရသွဲစုစုပေါင်း7လုံးရှိပြီးဘီသွဲ9လုံးနဲ့အတန်သွဲ9လုံးဆိုပြီးကျွန်တော်ခွဲပြထားပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒရသွဲ7လုံးကိုအရင်တင်ပြပေးသွားပါမယ်ဒရသွဲ7လုံးတွေကတော့ရေချကို ငေါ်လလို့ခေါ်ပါတယ်ရေချငေါ်လငေါ်လငေါ်လရေချချေထိုးကိုကြတော့ငေါ်လသူကျွဲလို့ခေါ်ပါတယ်ရေချချေထိုးငေါ်လသူကျွဲငေါ်လသူကျွဲငေါ်လသူကျွဲလုံးကြည့်တင်ကိုဒန်းဝွန်းဒန်းဝွန်း ดังวุนลงจีตเตียนสังฆาโกดังวุนคัดเกนดังวุนคัดเกนดังวุนคัดเกนต่ช่องเงงกูจะรอถือขังตะลีถือขังตะลีถือขังตะลีนาช่องเงงกูจะรอถือขังนี่ลีถือขังนี่ลี ถือคังนี่ลีตวีทูกูจะรออีเลียอีเลียอีเลียนอกปิกูจะรอเทงคนเทงคนเทงคนติติติงกูจะรอไมค์กีไมค์กีไมค์กีเอากระเมกูจะรอไมล่าไมล่า မိုင်လာဝစ်ဆပ်ပေါ့ကိုကျတော့မိုင်နီဖရုံမိုင်နီဖရုံမိုင်နီဖရုံတို့ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဆက်ပြီး B တွဲ9လုံးအကြောင်းကို select တင်ပေးသွားပါမယ် B တွဲ9လုံးကတော့ရပင်းကိုရပေရပေရပေရရင်ကိုကျတော့လာဘဲနဲ့ ra ben so bi do na myo kho ba de ya pin la ben ra ben la ben ra ben wa soe go ja do wa hoi wa hoi wa hoi atak sốt ja sốt asut sốt, asut. asut kata go ja do ka sốt ကစုတ်ကစုတ်မောက်ချကိုကြတော့ငောလာဖငောလာဖငောလာဖဝိုက်ချကိုကြတော့ငောလာထူငောလာထူငောလာထူတို့ပဲဖြစ်ပါတယ်အတန်တွဲနှလုံးကတော့ပမာစာမှာမရှိပဲပိုးဥစာမှာပဲရှိပါတယ်ပိုးဥစာကအတန်အနိုင်မြင့်ကွဲပြားရတာလဲ ဒီစကလုံးနှလုံးကြောင့်ကွဲပြားသွားရတာပါအဲ့ဒီစကလုံးနှလုံးကတော့ဘို့အခေါ်ပေါ်မှာဆိုရင်မိုင်းငါမိုင်းပတ်ငါပဲဖြစ်ပါတယ်ဒီဝိတ္တဇနအခရာကတော့မိုင်းငါမိုင်းငါမိုင်းငါဒီဝိတ္တဇနအခရာကတော့မိုင်းပတ်ငါမိုင်းပတ်ငါမိုင်းပတ်ငါလို့ခေါ်ပါတယ် ျွန်တော်တို့ပို့စာရေးတဲ့အခါမှာအရန်ကိုအရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့ဗမာစာမှာဆိုရင်ကာကာကာဆိုပြီး၃လုံးရှိပြီးတော့မှပို့စာမှာကကာ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 ဆိုပြီး၆လုံးရှိပါတယ်ဒီနေ့ရဲ့၄ရဲ့၆ရဲ့စကလုံးနေရာမှာဝိတေသနာဧကရာဖြစ်တဲ့ မိုင်းကမိုင်ပန်းကပါတော့ကြောင်းကျွန်တော်တို့ပိုးစာရေးတဲ့အခါမှာအရန်ကိုအရေးကြီးပါတယ်အဲ့ဒီနှစ်ရဲ့၄ရဲ့၆ရဲ့နေရာမှာအတန်အတိအကျထွက်နိုင်မှာမိုင်းကထည့်ရမလားဒါမှမဟုတ်ရင် မိုင်ပန်းကထည့်ရမလားဆိုတာကိုတည်တည်ချက်ချာတည်တည်ချက်ချာအမှတ်ထားမှာပိုးစာရေးတဲ့အခါမှာအတန်ထွက်အတိအကျအတိတ်ပဲအတိအကျထွက်လာမှာဖြစ်ပါတယ် နောက်တင်ခန်းစာကြရင်ဒီဝိတ္တနာအခရာဖြစ်တဲ့မိုင်ငါနဲ့မိုင်ပန်းငါရဲ့အတုံးပြုပုံအစင်းစင်းကိုဆက်လက်တင်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်အပြေးချဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဒီတင်ခန်းစာကိုအဆုံးထိကြီးချူအပြေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။